ဝန်ကမ်းခြေဆောင်တပ်ဖွဲ့အားဂျွန်လာရှိရက်ကစစ်ရေးလက်ကျင့်မှုပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အဲဒီစစ်ရေးလက်ကျင့်မှုတွေဟာစစ်ပွဲနဲ့ညင်ချမ်းရေးကြတေချာရေးရမှုမရှိတဲ့အခြေအနေကိုဖန်တီးနေတဲ့တရုတ်ရဲ့ချင်းကြောင်မှုကိုကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့ဖြစ်တယ်လို့ထိုင်ဝမ်စိုးရကပြောကြားခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့တာပါ။တရုတ်ဟာထိုင်ဝမ်အနီးဝန်းကျင်ရှိရေအောက်အင်တာနက်ဆက်သွယ်ရေးကေဘယ်ကြိုးတွေကိုဖြတ်တောက်တာ၊တဲတွေကိုစုပ်ယူတာ၊အစရှိတဲ့လုံဆောင်မှုတွေကိုပြုလုပ်နေကြောင်းလည်းထိုင်ဝမ်ကမကြာခဏစောတကတက်လိရှိပါတယ်။အခုစစ်ရေးလက်ကျင့်မှုတွေကိုထိုင်ဝမ်ရဲ့ကောင်းရှောင်း မြို့အနီးမှာပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်ဝမ်သမ္မတလိုင်ချင်းတီကကြေကြက်ခဲ့တာပါ။အဲဒီနောက်ကုလိုတင်မောတစင်းကိုပြည်ပအကြံဖက်သမားတွေကဝင်ရောက်စီးနှင်းတဲ့ပုံစံအတိုင်းတရုတ်ဖို့လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ကမ်းခြေဆောင်တပ်ဖွဲ့ဟာပြည်ထရေးဝန်ကြီးဌာနရဲ့ကဲဇယ်ရေးဟိုက်ရင်နဲ့စစ်တပ်ရဲ့ဟိုက်ရင်တို့နဲ့ပူးပေါင်းကအကြံဖက်သမားတွေစီးနှင်းထားတဲ့တင်မောပေါ်ကိုတက်ပြီးအရက်သားတွေကိုကဲထုတ်တဲ့ပုံစံမျိုးနဲ့လေ့ကျင့်ခဲ့ကြတာပါ။စစ်ရေးလက်ကျင့်မှုပြီးဆုံးချိန်မှာရေတပ်ရဲ့ရင်ငုတ်တင်မောဖြတ်ရဟတ်ရင်ကစစ်တပ်ရဲ့ရဟတ်ရင်ကဲဇယ်ရေးရဟတ်ရင်တို့နဲ့အတူကောင်းကင်မှာပြန်ဝဲနေပြီးအ ခုအကြိမ်ဟာမတူညီတဲ့ရဟတ်ယာဉ်အမျိုးအစားတွေပထမဆုံးအကြိမ်ပူးပေါင်းပါဝင်ခဲ့တာဖြစ်တယ်လို့ကမ်းခြေဆောင်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ကတရုတ်ရဲ့ချင်းချောက်မှုတွေနဲ့အမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကထိုင်ဝမ်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကိုကာကွယ်ဖို့အမြဲတမ်းရှေ့တန်းကပါဝင်ခဲ့ပါတယ်လို့လိုင်းကပြောကြားခဲ့တာပါ။အဲ့ဒီစည်ရေးလက်ချက်မှုကိုတက်ရောက်ကြည့်ရှုသူတွေထင်မောင်းကောင်းဆောင်မျိုးရှိအမေရိကန်ထိပ်တီးတန်တမန်နေဂစ်ဆန်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။အစိုးရအဖွဲ့ကအမျိုးသားလုံခြုံရေးကိုကာကွယ်ဖို့ထိုင်ဝမ်ရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့် င်ကိုဘေးကင်းလုံခြုံစေဖို့သက်ဆိုင်ရာဌာနအားလုံးရဲ့စူပေါင်းအင်အားနဲ့ဆက်လက်လှုပ်ဆောင်သွားမှာပါလို့လိုင်ကပြောကြားခဲ့တာပါတရုတ်နဲ့ပဋိပက္ခဖြစ်ပွားလာပါကစစ်တပ်အတွင်ပူးပေါင်းဝင်ရောက်မဲ့ထိုင်ဝမ်ကမ်းခြေဆောင်တပ်ဖွဲ့အောင်ထိုင်ဝမ်ကျွန်းအနီးတရုတ်ရဲ့စည်ရင်လက်ချင်းမှုမှာတရုတ်တင်မောတွေကိုနောက်ရောက်ခံပြီးလိုက်ပါမောင်းနေလို့ရှိတာပါ